တော်လန့်ရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးဒဂုံရွှေများရဲ့ဒုစရိုက်၃ဘွင်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်မမောင်ကြီးသည်တစ်ပင်တစ်ပင်ဤအကွယ်တွင်စောင့်ဆိုင်လျက်ရှိ၏ထိုနေရာမှာပြည်ရွှေတောင်လန်းပြည်မြို့ဤတောင်ဘက် မိချောင်းရဲ့တင်းချိုင်းစည်ရက်နှင့်များစွာမဝေးလာသောနေရာဖြစ်၍အရှိတ်ဘက်တွင်မတ်ဆောက်သော တောင်ကပယံရှိပြီးလျင်အနောက်ဘက်၌မူကျယ်ပြန့်သောအေယာဝတီမြစ်၏ကမ်းပါးသည်လမ်း၏အနောက်ဘက်တွင်ကျောက်ကပားကြီးတစ်ဖွဲကျဆင်းလျက်ရှိ၏ထိုနေရာ၌လမ်းမှာ၁၂ဘေ၁၃ဘေကမျှသာကျယ်သည့်ပြင်အတန်ငယ်ကွေ့ကောက်၍လည်းနေသည့်ဖြင့်မော်တော်ကားများကိုတရိဝရိယဖြင့်မောင်းနှင်ရသော နေရာဖြစ်လေသည် အချိန်မှာည9နာရီကြောကြောကန်ရှိပြီးဖြစ်၍လူသွားလူလာပြက်လျက်တစင်းတလေမြားသော ကားများသာ တခါတရံထိုနေရာကိုဖြက်၍သွားလေသည် သူသည်တစ်ပင်အကွယ်မှ တောင်ဘက်သို့မျှော်၍ကြည့်ရာရှေလျားသောလမ်းမကြီးသည်အနောက်ဘက်သို့တဖြည်းဖြည်းနှိမ့်၍သွားပြီးနောက်မှောင်မဲသောတစ်ပင်များအောက်တွင်ကွဲပြောက်သွားသည်ကိုတွေ့မြင်ရ၏စောင်းဥပေါက်ဖြစ်သည့်ဖြင့်စီးနှင်းများလည်းကြဆပြူလာ၍ ပဝင်းကျင်ရှိတောတောင်ရေမြေတို့မှာအခြားအချိန်များတဲ့ပို၍အုံမိုင်းနေသည်ကို တွေ့ရ၏မောင်မောင်ကြီးသည်သူဆောင်းတိုင်းနေသော မော်တော်ကားမောင်းလာသည်နှင့်တပြိုင်နက်တစ်ပင်နောက်ွယ်မှထွက်ခါမော်တော်ကားမိအောင်ရှေ့သို့တခါတည်းထွက်၍လာမည်ဟုစိတ်ကူးထား၏အဘယ်ကြောင့်ဆိုသောထိုနေရာမှာမြေမာ၍ကြောက်စရစ်များသာရှိသောကြောင့်ခြေရာများလည်းထင်မြင်မဟုတ်ပေသူ၏လက်တစ်ဖက်မှာဘောင်းမီအိတ်တွင်းသို့နှိုက်ခါ 6လုံးမျိုးတနတ်ဒင်ကိုကြစ်ကြစ်ပါအောင်ဆုတ်ထား၏တနတ်မှာသူတက်မြီကြံလျက်ရှိသောသူ၏ညီတဝန်းခွဲမောင်မောင်ကလေး၏တနတ်ပင်ဖြစ်လေသည်မောင်မောင်ကြီးသည် ရိုးသားတည်ကြည်သောလူတစ်ယောက်ဖြစ်၍ယခင်ကမြည်သည့်ရာဇဝတ်ပြစ်မှုမျိုးကိုမျှကျူးလွန်ငယ်ဘူးသူမဟုတ်ချေယခုမူမခင်အေး၏သွေးဆောင်မှုကြောင့်သာထိုပြစ်မှုကိုကျူးလွန်ရမည်ဖြစ်ပေသည် မခင်အေးဆိုသူက အခြားမဟုတ် ူတက်မြီကြံစီထားသောသူဤညီဝန်ွယ်မောင်မောင်ကလေး၏ဇနီးပင်ဖြစ်ပေသည်မက်ခင်အေးသည်မောင်မောင်ကလေးနှင့်ရှစ်သူဆက်လက်ပေါင်းသင်းရန်မြည်သည့်နီးနေမြမဖြစ်နိုင်ဟုဆိုကာမိမိအားနဘူးနဇာလုခဲ့သောကြောင့်မောင်မောင်ကြီးမှာမိမိဤညီတဝန်ွယ်အားတက်ရန်ယခုကဲ့သို့ကြံစီခြင်းဖြစ်လေသည်မက်ခင်အေးသည်ဤကဲ့သို့ပြောဆိုပြီးနောက်မောင်မောင်ကြီးအားမျက်နှာချိုးသွေးလျက်ရှိရာ မောင်မောင်ကြီးမှာမခင်အေးကြီးအလှကိုတတ်မှတ်မိသဖြင့်သူမ၏အလိုသို့လိုက်ပါရတော့၏မောင်မောင်ကလေးနှင့်မခင်အေးတို့လက်ထက်ခဲ့သည်မှာ6လခန့်မြာသာကြာရှိသေးသဖြင့်အပြိုကလေးတမျှလှပ၍နေသေးသောမခင်အေး၏သွေးဆောင်မှုများမှာယိုသားသောမောင်မောင်ကြီးအားထိုလူတက်မှုကိုကျူးလွန်ရန်လှုံ့ဆော်တိုက်တွန်းငယ်ခြင်းဖြစ်လေသည်မောင်မောင်ကြီးနှင့်မခင်အေးတို့မှာမောင်မောင်ကလေးမရှိကြတွင် တကြိမ်တစ်ကြိမ်တိတ်တဆိတ်တွေ့ဆုံစကားပြောဆိုခဲ့ကြဘူးလေပြီဟုတ်တယ်အကိုကြီးရဲ့ကျမတော့သူနဲ့နေလို့ဘယ်နည်းနဲ့မှမဖြစ်တော့ဘူးတတ်နိုင်သမျှတော့တီးခံအောင်ပေါ့အေးရဲ့နောက်ဆုံးတီးမခံနိုင်တဲ့အခါကျတော့မှအကိုကြီးကိုပြောပါအဲ့ဒီတော့အကိုကြီးလည်းတတ်နိုင်သမျှကူညီပါမယ်ကျမစဉ်းစားပြီးပြီဘာမှပြောစရာမလိုတော့ဘူးအကိုကြီးဘလို့ကြံမလဲဆိုတာသာပြောပါတော့ ဒါနဲ့အကိုကြီးကိုတော့တကယ်ချစ်ရဲ့လား။အိုးအကိုကြီးကလည်းအခုအချိန်နေမှဒီဟာတွေမေးနေရသေးလား။ကဲပါပြောမှသာပြောပါဘလို့ကြံ့ကြမလဲလို့။ဘလို့ကြံ့မလဲဆိုထွက်ပြေးကြုံရှိတာပေါ့။ဟိုကြတော့ဖြစ်တယ်လို့လုတ်ကိုင်းစား။ကိုချစ်တဲ့လူနဲ့နေရရင်ဘယ်နေရာမဆိုပြောတာပဲမဟုတ်လား။ဒီလိုလဲဖြစ်နိုင်မယ်မထင်သေးပါဘူးအကိုကြီးရဲ့။အကိုကြီးပြောတာဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ဘဲကိုသွားသွားတနေ့နေ့သူလိုက်လာမှာအကိုကြီးရဲ့မလိုက်နိုင်ပါဘူးကွယ်လိုက်တယ်ဆိုတာငွေရှိမှဖြစ်တယ်မဟုတ်လားသူ့မှာငွေကဘဲကရမလဲအဖိုးကြီးလည်းတပြားမှပေးမှာမဟုတ်ဘူးအဖိုးကြီးကြောင့်အေးသည့်သားနဲ့ပြီးတော့အကိုကြီးရဲ့ညီကလည်းစိတ်ကအင်မတန်ထမ်းတာနော်လူတယောက်ကိုချစ်မိရင်လဲအစွမ်းကုန်ချစ်တာပဲမုန်းမိရင်လဲတက်ပြစ်ချင်လောက်အောင်မုန်းတာပဲ ဒီတော့အကိုကြီးနဲ့အေးနဲ့ဘတော်မှစိတ်ချမ်းချမ်းသာသာအေးအေးဆေးဆေးနေရမယ်မဟုတ်ဘူးမခင်အေးဒီမချင်မရဲဖြစ်သည့်ဟန်ဖြင့်ဥကောင်းကိုငုံငာမျက်ရည်လေးများပင်လဲ၍လာရှာ၏ထို့နောက်တီးတိုးလေတံဖြင့်တကိုယ်တည်းပြောပြီးတကဲ့သို့အစကားများအကိုကြီးနဲ့တွေ့ရရင်သိတ်ကောင်းမှာပဲအခုတော့ခီးလွန်မှလာတွေ့နေရတာမခင်အေးမှာရှေ့သို့ဆက်၍ပြောရန်စူးစမ်းတော်လဲ ပါဇက်ကအတန်ထွက်မလာတော့ဘဲမျက်နာကိုလဝါဖြင့်အုပ်ခါတရှုံရှုံငိုလျက်ရှိရှာ၏အတန်ငယ်စိတ်ငြိမ်လျက်ရှိနေပြီးနောက်မခင်အေးသည်ရှိုက်လျက်ရှိနေရမှရုတ်တရက်အတန်ထွက်လာပြီးလျင်ဆက်လက်၍ကျမတို့ကံမာပဲအကူကြီးရဲ့ကျမတို့ဒီနေရာကပဲခွဲတာကောင်းပါလိမ့်မယ်ကျမကိုတခါတည်းမိလိုက်ပါတော့လားအကူကြီးထို့နောက်တွင်ကမောင်မောင်ကြီးသည်အထက်မြို့ကြီးရွာများသို့ခီးထွက်၍နေခဲ့၏ သို့သောမေတ္တာဓာတ်တို့မြည်သည်၊ကြွေကွင်း၍နေရသောခါ၌ပို၍ပင်အင်အားကြီးမား၍လာတတ်သကဲ့သို့မောင်မောင်ကြီးသည် ခီးစဉ်ဖြတ်၍ပြည်မြို့သို့ပြန်ခဲ့ပြီးလျင်မခင်အေအားမြည်သည့်နီးနေမဆိုအပီးပိုင်ရအောင်ကြံစီတော့မြည်ဟုစိတ်နှလုံးကိုဒုံဒုံချကာမောင်မောင်ကလေးအားတက်ရန်ယခုကဲ့သို့ကြံစီခြင်းဖြစ်လေသည်မောင်မောင်ကြီးသည် ပထမဦးစွာဤအကြံကို မခင်အေအားထုတ်ဖော်၍ပြောရန် နောက်တော်လျက်ရှိနေသေး၏သို့သောတစ်ကြိမ်တစ်ကြိမ်မျှချင်းချက်စကားပြောဆိုမိသောအခါအကယ်၍ဤအကြံကိုမိမိကထုတ်ဖော်ပြောစီကားမူမက်ခင်အေးဒီတစုံတရာညှင့်ပယ်ခြင်းမပြုဘဲမိမိ၏အကြံကို ထောက်ခံအားပေးမိသာဖြစ်ကြောင်း ကောင်းစွာ ရိတ်စားလာမိလေတော့၏ပထမတွင်မမောင်ကြီးသည် စကားတစ်လုံးနှလုံးတွင်းကြည့်ရမှမက်ခင်အေး၏အပြောဆိုအမူအရာကိုအကဲခတ်ပြီးလျှင် ယုံကြည်စိတ်ချရပြီးထင်သောအခါမှဖွင့်ဟတိုင်ပင်လေရာမခင်အေးလေမိမိတို့ရှေးရေးတွင်ဤကဲ့သို့ပြုလို့ရံမာတပါအချားနီလန်ရှိတော်မူမဟုတ်ကြောင်းနောက်ဆုံးတနာစပွဲဝန်ခံရှာတော်ဤတို့နှင့် အချစ်သက်ဇနီးမောင်နှံတို့သည် မောင်မောင်ကလေးအားရှင်းပြရန် အကြံကို ထိုအခါမှပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်ကြလေသည်တခုတော့စဉ်းစားဖို့ရှိတယ်အေးရဲ့အဖိုးကြီးတင်ရင် သူ့အမွေကိုဆက်ခံမဲ့လူဟာ မောင်မောင်လေးနဲ့အကိုကြီးပဲရှိတယ်မဟုတ်လားဒီတော့သူ့အမွေကိုကျုပ်ကြီးတယောက်ထဲရအောင်ကျုပ်သက်သလားဆိုပြီးအရက်ကရော ပလိကရောကျုပ်ပေါ်မှာတန်တရားဖြစ်မယ်ဆိုရင် ဖြစ်ကြလိမ့်မယ်ထင်နေကျုပ်ဒီအချက်ပဲစဉ်းစားနေတယ်မဖြစ်နိုင်တာအကိုကြီးရဲ့ဘသူကထင်အောင်မှလဲလူတယောက်မှမရှိတဲ့နေရာမှာ သူ့တနတ်နဲ့သူသေးနေတာအကိုကြီးကိုဘယ်နည်းနဲ့လာပြီးထင်ရမှလဲပြီးတော့အကိုကြီးမှလည်းစင်းစင်းရဲရဲမဟုတ်အလုတ်ကိုင်းအခြေအနေလဲကောင်း အပေါင်းအသင်းလဲကောင်းဒီလိုလူကြီးလူကောင်းတယောက်ကဘာမဟုတ်တဲ့အမွေကလေးရအောင် ကိုညီကိုတတ်တယ်လို့ထင်နိုင်ပါမလားကိုကြီးရဲ့အကိုကြီးဟာကိုကြီးပဲစဉ်းစားကြည့်စမ်းပါဦးမမောင်ကြီးသည်အတန်ကြာတွေးဝေးစဉ်းစားလျက်ရှိနေပြီးနောက်အစိတ်ခပ်ပြီးတက်ရင် ကောင်းမလားလို့ကြုတ်စဉ်းစားနေတယ်အစိတ်ဟုတ်လားအရာမှချက်ချင်းပေါ်မဲအလောင်းလဲခွဲကြည့်ရောအစာအိမ်ထဲမှာအစိတ်တွေမှာပဲ အဲ့ဒီတော့မှကွိကနေမိမာမောင်မောင်ကြီးသည်ခိတ္တမြစဉ်းစားလျက်ရှိပြန်ရမှအချင်းဆွဲပြီးတဖြည်းဖြည်းတည်နိုင်တဲ့အစိမ့်မျိုးရှိတယ်အေးရဲ့ကျုံမိတ်ဆွေဆရာဝန်တယောက်ပြောဘူးလေသူစားတဲ့တောက်တဲ့ထမင်းထဲမှာကော်ဖီထဲမှာရေထဲမှာနည်းနည်းကလေးထည့်ပေးရတယ်အဖြူမှုန့်ကလေးဘာမှခားတဲ့နံနဲ့အရသာမရှိဘူးအဲ့ဒီအစိတ်ကိုနေတိုင်းနည်းနည်းစီသူစားတဲ့အစားတောက်တဲ့ခတ်ပေးရင် လူဟာတစ်ဖြည်းဖြည်းမလုတ်ချင်းမကိုင်းချင်းအားအင်ကုတ်ခမ်းလာပြီးနောက်ဆုံး TV ဖြစ်တယ်လို့လို့နှလုံးရောဂါလို့လို့ဖြစ်ပြီးသိသွားတာပဲငွေတစ်ထောင်လောက်ပေးပြီးဝယ်ရင်ဒီအစိတ်ရပါတယ်ဒါကြောင့်ဒီနီးနဲ့လုတ်ရရင် ကောင်းမလားလို့အကိုကြီးစဉ်းစားနေတယ်ရှေးဝေးပါတယ်အကိုကြီးရဲ့ဒိုင်းငနေပြစ်တက်လိုက်ရင်တစ်ချက်ထင်းနဲ့ကိစ္စတုံးတာပဲတနက်ကလည်းသူ့တနက်ပြစ်တဲ့အခါအကိုကြီးကလည်းလက်အိတ်ဆွထားလို့တနက်ပေါ်မှာလက်ရမထင်းဘူးကဲ ဒီတော့ဘာလို့သေးတယ်လဲဒီနည်းတဲ့ကောင်းတာဘာရှိသေးလို့လဲတို့နဲ့မခင်အေးဒီသူဤခင်မုန်းဖြစ်သူမောင်မောင်ကလေးဤ၆လုံးမျိုးတနက်ကိုခီးသွွားရာတွင်သူအမြဲထားလေရှိသောကားနဘေးရှိရွက်ဖြင့်အိတ်ကြီးထဲမှတိတ်တဆိတ်ယူပြီးလျင်မောင်မောင်ကြီးအားပေးခဲ့ဤမောင်မောင်ကြီးကလည်းထိုတနက်ပေါ်တွင်သူဤလက်ရများမကြမ်းရစ်စေရန်မိမိဤလက်ကိုလက်အိတ်များဆွ့၍ကင်တွယ်လေသည်ထိုအချိန်ကမခင်အေးမှာ သူဤမိဘများနှင့်အတူပြည်မြို့တွင်နေထိုင်၍မောင်မောင်ကလေးသည် ပေါန့်တယ်မြို့၌နေစဉ်ရုံထိုင်ရသောအစိုးရအရာရှိတစ်ယောက်ဖြစ်၏မကင်အေးမှာမကြမီမိမိလင်ယောက်ျားနှင့်အတူပေါန့်တယ်မြို့သို့လိုက်၍နေရန်စီစဉ်ပြီးဖြစ်တော်လဲမိဘများနှင့်ရုတ်တရက်ခွဲ၍မနေနိုင်သေးသောကြောင့်တကြောင် မောင်မောင်ကလေး၏အဖိုးမှလည်းအလွန်စိတ်ဆက်ကုတ်ကက်သောလူကြီးတစ်ယောက်ဖြစ်သည့်ဖြစ်တဲ့ကြောင်လက်ထပ်ပြီးဒီမှလည်းမကြလှသေးသည့်ဖြစ်တဲ့ကြောင် ချက်ချင်းမနေပြသေးပဲရှိနေခဲ့၏သို့နှင့်မမောင်ကလေးသည်မကြမီကပင်တပည့်ရဲ့ကားလေးတစ်စီးကိုဝယ်ယူပြီးလျင်စနေနေ့ညနေများ၌ပြည်မြို့ရှိဇနီးတဲ့မခင်အေးထံအချိန်မှန်လာရောက်တက်လေသည်ဤသို့ဖြင့်စနေနေ့တိုင်းညင်9နာရီခန့်တွင်မောင်မောင်ကလေးသည် သူ၏ကားလေးဖြင့်ပြည်မြို့သို့အချိန်မှန်ရောက်လာတတ်သည့်အတိုင်း ပြည်မြို့တော်ဝင်မိချောင်းရဲတင်ញိုင်းစရက်အနီးမှာမောင်မောင်ကြီးသည်တနက်ဖြန်ချောင်းမြောင်းနေခြင်းဖြစ်လေသည်ဤသို့ဆောင်းလိုင်းလျက်ရှိစဉ်မောင်မောင်ကြီးသည်မိမိကမောင်မောင်ကလေးအားပြည့်တက်ပြီးနောက်အကယ်၍မိမိအပေါ်တွင်တင်ငါမကင်းဖြစ်၍ဖန်းစည်းစေကားမူမိခဲ့သို့ထုချင်မည်ဆိုသော အမှု၏အကျိုးအကြောင်းကိုပင်ဆက်လက်စဉ်းစားလျက်ရှိ၏လူသက်မှုများတွင် လူသက်သမားသည်တေသူအားမြည်သည့်ရွယ်ချက်ဖြင့်တက်သည်ဟူသောအချက်မှာအဓိကအချက်ဖြစ်၍ရဲရာရှိများသည် ထိုအချက်ကို ပထမဦးစွာလိုက်လံရှာဖွေကြမည်ဖြစ်၏တေသူသည်မိမိကိုယ်ကိုမိမိတနတ်ဖြင့်အဆုံးစီရင်သွားသည်ဟု ယူဆကြသေးကမူတေသူ၌တေလောက်အောင်စိတ်ညစ်စရာချက်များလုံလောက်စွာရှိရပေမည်ထိုအချက်နှင့်ပတ်သက်၍လွန်ခဲ့သော၁၀ရက်လောက်ကမောင်မောင်ကလေးကသူ၏ဇနီးတဲ့မခင်အေးထံသို့ စာရိုက်မှာထည့်လိုက်သောစာရဆောင်ရှိ၏ထိုစာဤအဆိုမှာယခုလကုန်လျင်ရုံးစင်မီဖြစ်ကြောင်းမခင်အဲ့အတွက်လက်ဝတ်လက်စားများတဲ့တွင်ငွေတော်ဝင်နေသဖြင့်မကြမီ၎င်းလက်ဝတ်လက်စားများကို ပေါင်းနှံပြီးလျင် ရုံးစင်ပြီးသောအခါမှပြန်၍ရွေးပေးမည်ဖြစ်ကြောင်းဤသို့ပြုလုပ်ရန်လဲမခင်အေးကသဘောတူစေလိုကြောင်းဤနည်းဖြင့်အခြားနည်းလမ်းမရှိကြောင်းဤသို့ပြုလုပ်ရသည့်အတွက်မိမိမှများစွာစိတ်မကောင်းပဲ စိတ်ထိခိုက်လာကြောင်းရေးသားထားသည့်ပြင်စာဤအဆုံး၌လည်းဤကိစ္စကိုမြည်သူအားအမြအတိမပေးဘဲလျှို့ဝှက်ထားရန်သတိပေးစကားရေးသားထား၏ဤစာမှာတေသူသည်ငွေရေးကြေးရေးအချက်တဲနှင့်တွေ့ကြုံနေကြောင်းကို ထင်ရှားစေသောတည်တည်ခံမည်မဟုတ်ပါလောဤစာသည်မခင်အေးလက်ထဲတွင် ရှိနေသဖြင့်အကယ်၍လိုအပ်ကဤစာကို တင်ပြပြီးလျှင် မခင်အေးကိုယ်တိုင်ကပင် သူမဤခင်မုန်းနယ်မှာငွေရေးကြေးရေးအချက်တဲနှင့်တွေ့ဆုံရင်ဆိုင်နေရာကြောင်းတက်သေးခံရန်မက်ခင်အေးနှင့်သဘောတူ တိုင်ပင်ပြီးဖြစ်၏။ဤမြ်ဆိုလျင်မောင်မောင်ကလေးသည် သူ့ကိုယ်သူတက်၍တည်တည်ဟူသောအချက်မှာကောင်းစွာ လုံလောက်ပေပြီ။ရဲဘက်ကလည်းယုံကြည်ပေတော့မည်။မောင်မောင်ကြီးသည်တစ်ပင်နောက်ကွယ်တွင်ရက်ခါမောင်မောင်ကလေး၏မော်တော်ကားကိုဆောင်ရင်းအထက်ပါအချက်လက်များကိုစိတ်ထဲတွင်ကြိုတင်စိတ်ကူးလျက်ရှိ၏။ ဘောင်းမီအိတ်ထဲတွင်ထည့်၍ထားသောတနက်ကိုမကြာခဏစမ်းသက်ကြည့်ပြီးလျင်သူ၏လက်များသည်လည်းတုံတုံရင်ရင် ရှိနေလေသည် မကြာမီခက်လန်းလန်းမှ မော်တော်ကားဆက်တန်းတန်းကိုကြားလိုက်ရသဖြင့်မောင်မောင်ကြီးသည် နားဆွင့်လိုက်ပြီးနောက်ဟုတ်တယ်ဟုပါဇက်မှအတန်များပင်ထွက်သွား၏မောင်မောင်ကြီးမှမောင်မောင်ကလေး၏ကားဆက်တန်းကို၎င်းဟွန်တန်းကို၎င်းကောင်းစွာ သိရှိပြီးဖြစ်လေသည်ဘောင်းမီ အိတ်အတွင်းသို့လည်းလက်၌ခါမလုံမရှက်ရှိနေ၏ တောင်ဘက်မှမောင်းနှင်လာသော ကားကလေးတစ်စီးသည်စင်ကြီးလျှောအကွေကိုတဖြည်းဖြည်းကွေ့၍တက်လာပြီးလျင် ရှေ့မီနှလုံးမှဓမ္မီရောင်သည် မောင်မောင်ကြီးကွယ်၍နေသောတစ်ပင်စီသို့ထိုးဖောက်ဝင်ရောက်လာ၏တစ်ပင်နှင့်ဆယ်တောင်ကန့်အကွာသို့ရောက်လျင် မောင်မောင်ကြီးသည်လမ်းပေါ်သို့ရုတ်တရက်ခုန်ထွက်လာပြီးနောက်ဟေ့ညီလေးရပ်ပါအောင်ဟုဟေ့အော်ကလက်နှစ်ဖက်ကိုမြှောက်၍ပြလိုက်ရာကားမောင်းလာသူမောင်မောင်ကလေးသည် ဘရိတ်ကိုအုတ်ခါရုတ်တရက်ရက်လိုက်လေသည်မောင်မောင်ကြီးသည်ကားစီသို့တိုး၍လာခဲ့ရာထိုအချိန်တွင်မောင်မောင်ကလေးသည်ကားပေါ်မှဆင်း၍လာခဲ့လေပြီအကိုကြီးအကိုကြီးဒီမှာဘာလုပ်နေတာလဲအကိုကြီးညာကြီးမင်းကြီးလာလေကားပေါ်တက်အိမ်ကိုပြန်မယ်မဟုတ်လားအေးမောင်မောင်ကြီးသည်အောက်သို့ခေါင်းငုတ်ခါလမ်းမော်ရင်တစုံတရာရှာဖွေနေပြီတကယ်သို့ပြုတ်လို့လျက်ရှိရာ မောင်မောင်ကလေးသည် အနီးသို့ပို၍ကတ်လာကဘာဖြစ်နေတာလဲကိုကြီးရဲ့ဘာမှမဟုတ်ပါဘူးကွယ်ဒီမဲမောင်မောင်ကလေးသည်လမ်းမော်သို့ဥကောင်းငုံသည်နှင့်တပြိုင်နက်မောင်မောင်ကြီးသည်ဘောင်းမီအိတ်တွင်းမှတနက်ကိုဖြတ်ခနဲဆွဲထုတ်ခါမောင်မောင်ကလေးမော်၍အကြည့်တွင်တနက်ပြောင်းဝကို၎င်း၏ရင်ဝစီသို့ချိန်ကာခလုတ်ကို ဖြုတ်လိုက်၏ရန်နောင်ကိုတနက်မောင်းဖြင့်ထိလိုက်သံချက်ခနဲမြည်၍သွား၏ သို့သောကြည်လံမထွက်ချင်ဒုတိယကြိမ်ဆွဲလိုက်ပြန်၏ထို့နောက်တကြိမ်ထက်၍ဆွဲလိုက်ပြန်၏သို့သောချက်ချက်ချက်ဟူသောအတန်များသာထွက်၍တနက်ကြည်လံကမထွက်ချင်၅ဆက်ကံ့မြရှိသောဤမြလောက်တူတောင်းသည့်အချိန်ကလေးတွင်၌မောင်မောင်ကြီးသည်တနက်မောင်းကိုသုံးကြိမ်မြဆွဲပြီးလေပြီထိုခဏ၌မောင်မောင်ကလေးသည်၎င်း၏လက်ရာဘက်အိတ်ထဲတွင်အသင့်ပါလာသောပစ္စတိုတနက်အငဲစားလေးဖြင့် ်ငါမောင်ကြီးဤရင်ဘတ်စီးသို့နှစ်ချက်မြှဆင့်၍ပြစ်လိုက်လေသည်ကြီးစံနှစ်တောင့်သည်မမောင်ကြီးဤလက်ဝဲဘက်ရင်အုံကိုဖောက်ဝင်၍သွားလျာမမောင်ကြီးမှာထိုနေရာ၌ပင်တခါတည်းလဲကျသွားလေတော့၏အထက်ပါအဖြစ်ပြက်များမှာဆယ်ဆက်ကန့်တက်ပို၍မကြကြီထိုအချိန်တွင် မောင်မောင်ကလေးဤကားထဲမှ လူတစ်ယောက်သည်ရုတ်တရက်ဆင်း၍လာလေသည်ထိုသူကအခြားမဟုတ်မောင်မောင်ကလေးဤကားထဲ၌နောက်ခုံတွင်လိုက်ပါလာသော ရွှေတောင်မှရဲအိုဥပကျော်ဆိုသူဖြစ်လေသည်အမလီကံကောင်းထောက်မှလို့မင်းကလက်ဥပေလို့သာဘောကွယ်တီတီကလေးလူတော့တယ်နေပါဦးဒီလူကိုမင်းသိသလားကျွန်တော်အကူပေါ့ဥလီရဲ့ဘလို့ဖြစ်ရတာလဲကွယ်ဘလို့ဖြစ်ရမှာလဲဥလီရဲ့ကျွန်တော်အလာကိုစောင့်ပြီးကျွန်တော်ကိုကြံတာဘောဖြစ်မှဖြစ်ရလီကွယ်မင်းကလက်ဥပေလို့သာပဲဟိဟုတ်တာပေါ့ဥလီ ျွန်တော်ကိုဟာကျွန်တော်ပေါ်ဒီလောက်ရက်ဆက်လိမ့်မယ်လို့ကျွန်တော်မထင်မိဘူးအေးအခုမှဖြင့်ဘာမှမတတ်နိုင်ဘူးဦးလေးကဒီမှာစောင့်နေမယ်မင်းအနည်းဆုံးစင်စုကကင်းကပ်ကိုတွားပြီးသတင်းပေးပြီတော့သူတို့ကမေးရင်အဖြစ်ပြက်အမှန်ကိုသာပြောဘာမှကြွယ်ထောက်မနေနဲ့ကြားလာမင်းကိုကစပြီးပြစ်တာကိုဦးလေးကိုယ်တိုင်မြင်တယ်သူတနက်ထဲမှာရန်နောင်ပဲမပါလို့လားဒါမှမဟုတ်ရန်အောင်နေတခုခုဖြစ်ပြီးမိမကူပဲနေလို့လားမပြောတတ်ဘူးဒါပေမဲ့ သူပြစ်တဲ့တနက်ကိုအခုတို့ကိုင်းလို့မဖြစ်သေးဘူးကွတို့ပေါ်မှာတာဝန်ရှိတယ်ဒီတော့သူတို့လာမှသေးသေးချာချာကြည့်ဦးမှဟုတ်ပါတယ်ဦးလီကဲသွားပြီးတော့မောင်မောင်ကလေးစင်စုကင်းကဟာတိတ်မဝေးပါဘူးကွာဟိုရှိကမြင်တဲ့ဓမ္မီတိုင်ရဲ့အရှိတ်တစ်ဖာလုံးလောက်သွားရင်ရောက်တာပဲအလိုမင်းလက်တွေတုံနေပါကလားဟုတ်တာပေါ့ဦးလီရဲ့ကျွန်တော်လည်းဒီလိုတစ်ခါမှမဖြစ်ဘူးပဲအေးလေဟုတ်မှာပဲဘာမှကြောက်စရာမရှိပါဘူးကွယ် ဦးလေးတယောက်လုံးရှိသေးတာပဲငါတူဘာအမှုမှမဖြစ်စေရဘူးကဲကဲသွားငါတူအချိန်ကုန်ခံလို့မဖြစ်ဘူးနောက်မိနစ်20ခန့်ကြာလက်တော့စင်စုရက်ရှိကင်းကပ်မှရဲအုပ်တယောက်နှင့်ရဲသားတယောက်တို့သည်မောင်မောင်ကြီး၏လောင်းရှိရာနေရာသို့မောင်မောင်ကလေး၏ကားနှင့်ပင် ရောက်လာကြလေသည်ရဲအုပ်ကမောင်မောင်ကလေးအားအကြမ်းမြင်စစ်ဆေးသောအခါမောင်မောင်ကလေးကလည်းဥပကျော်ပြောသည့်အတိုင်းအဖြစ်ပြက်အမှန်ကိုသေချာစွာထွက်ဆိုရာ ၎င်း၏ထွက်ဆိုချက်ကိုရွှေတောင်မြို့ရဲအုပ်ဥပကျော်ကသူကိုယ်တိုင်မျက်မြင်ဒိဋ္ဌမြင်ရာကြောင်းထောက်ခံလေသည်အမှုကတော့မိမိကိုယ်ကိုမိမိကာကွယ်ခုခံနိုင်ခွင့်ရှိတဲ့အတိုင်းမောင်မောင်ကလေးကလုတ်ကင်တဲ့အမှုပါပဲခမညာဟုတ်ပါလိမ့်မယ်နှုတ်ပေမဲ့ရဲအုပ်မင်းသိတဲ့အတိုင်းမှာပဲကိုမောင်မောင်ကလေးကိုတော့ကျွန်တော်တို့ဖမ်းရလိမ့်မယ်သူကိုယ်တိုင်ကပြစ်တတ်တဲ့အကြောင်းလဲထွက်ဆိုပြီးရဲအုပ်မင်းကလည်းဒီအတိုင်းပဲသူပြစ်တတ်တာမြင်တဲ့အကြောင်းလဲထွက်ဆိုပြီး ီတော့ကျွန်တော်တို့ဝိဒယာကတနတ်နဲ့အသေးပြစ်တတ်တဲ့လူကိုဖမ်းယုံမယ်ရှိတယ်။သူ့ကိုအရင်ပြစ်လို့မိမိကိုယ်ကိုကာကွယ်နိုင်တဲ့ဥပဒေအရပြန်ပြီးပြစ်တယ်ပဲထားအောင်ဒီဟာကတော့ရဲနဲ့မဆိုင်မီဘူးခမ ्या ။ရုံးရောက်တော့မှတရားသူကြီးဆုံးဖြတ်ဖို့အချက်ပဲ။ဒီဟာကိုရဲအုံမင်းလည်းတီးပြီးဖြစ်ပါတယ်။ကဲကိုမမောင်ကလေးကားပေါ်တက်ပြီးတော့ကျွန်တော်တို့ပဲမောင်ချိုကတေးသူရဲ့အလောင်းကိုခဏဆောင်နေရစ်ပါလိမ့်မယ်။အလောင်းကိုလာပြီးတင်ဖို့ဆေးရုံကိုလည်းတယ်လီဖုန်းဆက်လိုက်ပါပြီ။ တို့နှင့်မောင်မောင်ကလေးမှာသူ၏အကိုတော်ဆက်သူမောင်မောင်ကြီးအားတနက်ဖြန်ပြစ်ဒတ်မှုဖြင့်ထိုညစ်၌ပင်ဖမ်းဆီးခံရလေသည်အမှုကိုရုံးသို့တင်၍စစ်ဆေးသောအခါအောက်ပါအချက်များကိုရဲဘက်ကစုံစမ်းရရှိကြောင်းဖြင့်သက်သေခံလေသည် ပထမအချက်မှာ မောင်မောင်ကြီး၏6လုံးမြူးတနက်အတွင်းတွင်ရန်တောင်6တောင်အပြည့်ထိုးထားသည်ကို တွေ့ရ၍6တောင်စလုံးပင်အေးအေးတက်ဖြင့်ရေများဆူဆူနေသည်ကို တွေ့ရခြင်း ထို့ပြင် ပထမပြစ်ခတ်သော ရန်တော်၃တောင်၏အပိတ်ဖက်တွင် မောင်းနှံဖြင့်ရန်တော်၏ဖင်ကိုရိုက်ခတ်ထားသောကြောင့်ထိုနေရာ၌အတန်ငယ်ပိန်၍ဝင်နေခြင်း အထက်ပါအချက်များမှာမောင်မောင်ကြီးသည်သူ၏တနက်ဖြင့်၃ချက်ပြစ်ရန်တနက်မောင်းကို၃ငိမ်ဆွဲကြောင်းထင်ရှားသောအချက်ဖြစ်လေသည်နှစ်ရင်းတနက်မှာလွန်ခဲ့သော1935ခုနှစ်လောက်ကပေါ်သည့်ပုံစံဟောင်းတနက်မျိုးဖြစ်၍နံပါတ်မှာလည်းဖက်၍မရနိုင်လောက်အောင်ပြက်နေသောကြောင့် တနက်ပိုင်းရှင်ကိုရဲဘက်ကရှာဖွေ၍မရနိုင်ခြင်းထုံမှုတွင် ရုံတော်ကတိရှိရန်အချက်တစ်ခုသာကြံတော့၏ရင်းအချက်ဒီကအချားမဟုတ်ဤလူသက်မှုကိုတေသူမောင်မောင်ကြီးသည်အဘယ်ကြောင့်မောင်မောင်ကလေးအားတက်ရန်ကြံစီလေသနည်းမြည်သည့်ရည်ရွယ်ချက်ဖြင့်မောင်မောင်ကြီးသည်မိမိညီတဝန်းငွယ်တော်ဆက်သူမောင်မောင်ကလေးပေါ်တွင်တေချောင်းကြံခြင်းဖြစ်လေသနည်းစသောအချက်ပင်ဖြစ်လေ၏ ဤချက်ကိုရဲဘက်ကထင်ရှားအောင်ရှာဖွေ၍ရုံးတော်သို့တစုံတရာတက်တည်မပြနိုင်ကြီးသို့ဖြစ်၍တရက်ခန့်မောင်မောင်ကလေးသည်တေသူအားမိမိ၏ပစ္စတိုဖြင့်နှစ်ချက်ဆင့်၍ပြစ်သောကြောင့်မောင်မောင်ကြီးမှတေရသည်မှန်တော်လဲရင်းကဲ့သို့ပြစ်ရခြင်းမှာတေသူကမိမိအားတနက်ဖြင့်သုံးညမျှချိန်ပြီးလျင်ဇက်တိုက်ပြစ်ခတ်ကြောင်းသို့တော်ကံကောင်းထောက်မသည်ဖြင့်မောင်မောင်ကြီးတနက်မှရန်တော်များမှရေဆိုးနေသည်ဖြင့် ကြည်လင်မထွက်သောကြောင့်သာမိမိအသက်ချမ်းသာရာရာကြောင်းဤသို့ဖြစ်တရားခံသည်ရန်စသူအသက်သေးသည့်အထိခုခံကာကွယ်နိုင်ကြောင်းစသည်ဖြင့်တရားခံဤရှိနေကလျှောက်လဲလေရာမောင်မောင်ကလေးအားတရသည်လွတ်လိုက်လေ၏အထက်ပါအမှုကြီးပြီးပြတ်သွားပြီးနောက်6လကမျှကြာသောအခါမောင်မောင်ကလေး၏အဖိုးဖြစ်သူဥယောင်နီမှာလူကြီးယောဂါဖြင့်ကွယ်လွန်သွားသည်ဖြင့်ကြံရည်သောပစ္စည်းအလုံးကိုရခင်က မောင်မောင်ကြီးနှင့်မောင်မောင်ကလေး နှစ်ယောက်ရရန်ရှိတော်လဲယခုအခါမောင်မောင်ကြီးမှာတေဆုံးသွားပြီးဖြစ်၍မောင်မောင်ကလေးတယောက်တည်းသာတူးတဲ့အမွေခံအမွေစားဖြင့်ဆက်ခံရရှိလေသည်အဖိုးဖြစ်သူဥယောင်နီဤအတုဘကိစ္စပြီးစီးပြီးနောက်တနေ့၌မောင်မောင်ကလေးနှင့်မခင်အေးတို့သည်အိတ်ရှိဝေယနာသို့ထွက်ကာနှစ်ယောက်ချင်းတီတိုစကားပြောဆိုလျက်ရှိ၏ထိုအချိန်၌အိမ်သားများမှအောက်ထက်တွင်ရှိကြ၍သူတို့နှစ်ယောက်သာအိမ်ပေါ်တဲ့ဝေယနာ၌ရှိလေသည် ထိုအခါမမောင်ကလေးကဇနီးတဲ့မခင်အေးအားဘယ်နဲ့လဲအေးကြီးကိုတို့တော့ဒီတသက်လှုပ်လှုပ်ရှားလို့တော့မလို့တော့ဘူးအဖိုးရဲ့ပစ္စည်းကမနှဲဘူးအေးရဲ့ပေါန်းတယ်နေမှာပဲလေအေးက900ကျော်တယ်တိုက်လဲနှလုံးအဖွားဝတ်တဲ့ရွှေတဲ့ပစ္စည်းတွေကမောင်စိတ်ထင်တပိတ်သားတယ်မနှဲဘူးဘယ်နဲ့လဲမောင်အကြံမပိုင်ဘူးလားမောင်ကအကြံပေးုံသာပေးတာပါအေးကကိုထီလက်ရောက်လှုပ်ရတာ သူ့ဘောမချစ်ပဲနဲ့ဟန်ဆောင်အောင်ပြီးပထမမြားရတယ်။မြားပြီးမောက်အသက်ကိုလှုပ်ကြံမယ်လို့ဟန်ဆောင်ရတယ်။ဒီအထိသူပါလာတော့မောက်တနကိုတိတ်တိတ်ခိုးရမ်းတောင်တွေရေစိမ်ပြီးအထဲကရမ်းတွေဆိုးလို့မိမကူမှန်တိတော့မှအဲ့ဒီတနက်ကိုသူ့ပေးရတယ်။အဲ့ဓာရီဟာအေးကိုတိုင်းကအလှဲ့ကောင်းလို့ဖြစ်တာပေါ့မောင်ရဲ့။နေပါဦး။သူနဲ့မင်းကွယ်ရမှာတမိကြီးသာဖြစ်ဟန်ဆောင်ပြီးစကားပြောတော့အေးရဲ့စိတ်ကသူ့ဘက်မြန်းနည်းနည်းပါမသွားမိဘူးလား ပြောရမယ်မောင်ကဖြင့်မဟုတ်တာမောင်ရဲ့အေးဟာမောင်အပေါ်မှာဘတော်မှာတစ္ဆာမဖောက်ဘူးတမီးကြီးသားစကားပြောတယ်ဆိုပေမဲ့အေးဟာသူ့ကိုဘတော်မှာအနာကံမခံဘူးအေးကိုသူလက်ဖျားနဲ့တောင်မထိဘူးမောင်ကြံအောင်မြင်အောင်အေးကတတ်တတ်ကူညီတာအခုတော့မောင်ကြံအောင်လို့ဘိုးဘိုးရဲ့အမွေတွေအားလုံးရလိုက်ပြီဒီတော့မောင်ရောအေးရောနှစ်ယောက်စလုံးဒီဘွားမှာပျော်ပျော်ကြီးနေဖို့ပဲရှိတော့တယ်အမလီလိန်မာလိုက်တဲ့မယား ။အော်ဒါတဲ့ကျမတို့ခီးထွက်ကြမယ်ဆိုဒီကိစ္စကြီးအောင်မြင်ရင်ဟန်နီမွန်ထွက်မယ်လို့သူပဲပြောတယ်။မင်္ဂလာဆောင်ပြီးတာ6လရှိပြီးဘဲမှပျော်ပျော်ပါပါမသွားရဘူး။သွားတာပေါ့အေးရဲ့ဘဲကိုသွားခြင်းလေ။ကျမတို့ပင်လယ်ရေချောင်းခီးသွားခြင်းနဲ့ပင်လယ်လေရှူရတာကျမ်းမာရေးအတွက်လည်းကောင်းတယ်။1962ခုနှစ်ဇွန်လ17ရက်တော့ကျင်းမုံသတင်းစာမျက်နှာဖုံးတွင်6လုံးစာလုံးကြီးဖြင့်အောက်ပါသတင်းကို တွေ့ရ၏ ရန်ကုန်မှစင်ကာပူသို့ထွက်ခွာသွားသော အောင်ဒေဇတင်မောသည် မော်လမြိုင်မှထွက်ရေးနှင့်12မိုင်ကွာ ကလအုပ်ကျွန်းဤတွင်ဇော်လ၂ရက်နေ့ကနစ်မြုပ်သွားခဲ့သည်ကြေးမုံဇွန်9ရက်ဂျက်ကမီပင်လယ်ဝရောက်တွင်တင်မောအောက်ထက်သို့လှိုင်းလုံးကြီးများ ဝင်လာ၍ကုန်းဘတ်မှ ခီးသည်များ အပေါ်ထက်သို့ပြောင်းရွှေ့ကြရ၏ဝိုင်ယာလက် အော်ပရေတာဆော့အိုလေးသည်ကျွန်တော်တို့ကိုကယ်ကြပါဟု SOS တစ်ချိန်သာပေးနိုင်ပြီး တင်မောကြီးမှရေပေါ်တွင်လှဲ့အိတ်လိုက်တဲ့ကဲ့သို့စောင်း၍နေလေပိုင်းတွင်ရေတက်မတော်မှလာသောသတင်းကိုစစ်ရုံးမှတဆင့်ကြားသိရကြောင်းဇွန်လ9ရက်ညနေ6နာရီတွင်မြသိန်ကြီး14ဖြင့်မော်လမြိုင်မြို့သို့ရောက်ရှိလာသူများမှ မော်လမြိုင်မှကိုမြသွင်းမောင်တင်ဗိမာမခင်သိန်းရှင်သာနေတရတန်တွဲမှထွန်းလာနှင့်တိရတလောက်ပျောက်ဆုံးသူတို့မှရန်ကုန်မှကိုအီးတောင်ငူမှကိုတန်းစင် ဒေါ်လီမြတဝဲမမောင်ပိန်ပြည်မြို့မှ ကိုသားထက်ကိုလုံးမောင် ပေါန့်တယ်မှငွေတိုက်ဝင်းနောက်ဥမောင်မောင်ကလေးမက်ခင်အေးတို့ဖြစ်ကြောင်းဥမောင်မောင်ကလေးနဲ့မက်ခင်အေးတို့မှာအပျော်ခီးထွက်လာသူများဖြစ်ကြောင်း၎င်းတို့နဲ့တူလိုက်ပါလာသည့်ကိုအောင်တို့ဆိုသူက ပြောပြသဖြင့်သိရကြောင်းဤတို့ဖြင့်ဥမောင်မောင်ကလေးနှင့်မက်ခင်အေးတို့ဘဝမှာအဆုံးသက်ကြလေသည်ဒုစရိုက်မှုတို့မြည်သည် ပျက်စီးခြင်းဖြင့်အဆုံးသတ်တတ်သည်ကဓမ္မတာပင်ဖြစ်တော်၏မြောက်ရီမဂ္ဂဇင်း1964ခုအောက်တိုဘာလအတွဲ၁၂အမှတ်၁၂